ားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Noob Love ဗျာဒီဗီဒီယိုမှာတော့ကျွန်တော်တငယ်ချင်းတို့ကို PUBG Mobile လာမယ့် RP A14 မှာရရှိမယ့်1200 RP reward တင်တဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ် RP A14 ကို game မှာဘယ်နည်းမှာတွေးမြင်ရမလဲဆိုတာမေးစရာရှိပါတယ်။ RP A ထွက်ရှိလာဖို့ဆိုရင်12ရက်လောက်အချိန်ရှိသေးတာဖြစ်ပါတယ်။ RP တက်မှာကြီးမယ်ဆိုရင်တော့ဒီ outfit ကိုရရှိမှာဖြစ်ပါတယ်တကယ်ကျွန်တော်ဒီ outfit နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲဘောရတော်တော်လေးကိုဘောရ sexy ရတဲ့ outfit လို့ပြောလို့ရပါတယ်အဖြူအောင် theme သုံးထားပြတာမျိုးရှိပါတယ် RP 9မှာကြီးမယ်ဆိုရင်တော့ဒီ DP28 ရဲ့ skin ကိုရရှိမှာဖြစ်ပါတယ်ဒီ skin ရဲ့ပုံစံတွေထားကိုကြီးရမယ်ဆိုရင်တော့ပန်းရောင် theme သုံးထားပြတာမျိုးရှိပါတယ်မစိုးပါဘူးလှတယ်လို့ပြောလို့ရပါတယ် RP 10မှာကြီးရမယ်ဆိုရင်တော့ဒီ hover boat ရဲ့ skin ကိုရရှိမှာဖြစ်ပါတယ်တကယ်ချင်းနေတည်တဲ့အချိန်မှာလာမယ့် update version 3.9မှာကြီးမယ်ဆိုရင် hover boat ကိုတွေးမြင်ရမှာဖြစ်ပါတယ် game ထဲမှာ hover boat အသုံးပြုမှာတနည်းအားနဲ့တနည်းအားကျော်သွားလို့ရမှာဖြစ်ပါတယ် RP 15မှာ ကြည့်ရမယ်ကျွန်တော်ဒီအလင်းမြဲ skin ကိုတွေးမြင်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့တော်တော်လေးကိုကြိုက်တာမျိုးရှိပါတယ်ချေးရှိပါရွှေရောင် theme သုံးထားပေးတာမျိုးရှိပါတယ်တော်တော်လေးကိုလှတယ်လို့ပြောလို့ရပါတယ် RP 20မှာကြည့်ရမယ်ကျွန်တော်ဒီ helmet skin ကိုတွေးမြင်ရမှာဖြစ်ပါတယ် level 1 2 3ပေါ်ဗျာ panda type ကျော်တွေးမြင်ရတာမျိုးရှိပါတယ် level 3ကိုတော့ကြိုက်ပါတယ် level 2လည်းကြိုက်ပါတယ် level 1ကတော့ကျော်ပုံမှန်အနေထားပဲဖြစ်ပါတယ် RP 25မှာကြည့်ရမယ်ကျွန်တော်ဒီ parachute skin ကိုရရှိမှာဖြစ်ပါတယ်ပုံမှန်အနေထားပဲဖြစ်ပါတယ် RP 30မှာကြည့်ရမယ်ကျွန်တော်ဒီ emote ကိုရရှိမှာဖြစ်ပါတ emo နဲ့ပတ်သက်ပြီးမှလည်း 3D leak တော့ထွက်ရှိထားတာမျိုးမရှိသေးပါဘူးဗျ RP 30မှာကြည့်ရမယ်ဆိုတော့ဒီက sort of yes skin ကိုတွေးမြင်ရမှာဖြစ်ပါတယ် neon theme ကျော်သုံးထားပြီးတာမျိုးရှိပါတယ်နောက်တစ်ခု RP 40မှာကြည့်ရမယ်ဆိုတော့ဒီ outfit ကိုရရှိမှာဖြစ်ပါတယ် outfit ကတော့ male outfit ပဲဖြစ်ပါတယ်ဒီ outfit နဲ့ပတ်သက်ပြီးမှတကယ်ကျွန်တော်ဘယ်လိုမြင်လဲပေါ့ဗျာမစိုးလို့ပြောလို့ရပါတယ်နောက်တစ်ခု RP 50မှာကြည့်ရမယ်ဆိုတော့ဒီက scarlet ရဲ့ upgrade skin ကိုတွေးမြင်ရမှာဖြစ်ပါတယ် normal ပေါ့ဗျာ upgrade မလုပ်ခင်ကြည့်ရမယ်ဆိုတော့ဒီက wyon theme နဲ့သွားမှာဖြစ်ပါတယ် upgrade လုပ်လိုက်တယ်ဆိုရင်တော့ pan on theme ကိုတွေးမြင်ရတာမျိုးရှိပါတယ် ear gun ပြီးတဲ့အတွက်တော့ကျေးဇူးတင်ရမှာဖြစ်ပါတယ်ဒီ နေရာမှာ short gun တို့မှာ chitty တို့ pan skin တို့ဘာတို့မပေးတာကြောကန်ကောင်းလို့ပြောလို့ရပါတယ်ဒီမှာကျော RP မှာ M416 စောင့်နေတဲ့တငယ်ချင်းတွေအများကြီးရှိကြမယ်ဆိုတာသိကြပါတယ် M416 ဘယ်တော့ပေါ်ပြ RP တွေမှာ PUBG Mobile ဘက်ကနေထည့်ပေးမလဲဆိုရင်မှလည်းခဏခဏတငယ်ချင်းတို့အမီးများတာမျိုးရှိပါတယ်ကျွန်တော်အမြင်အရပြောရမယ်ဆိုတော့ M416 ကိုထည့်ပေးနိုင်ဖို့ဆိုတာအခွင့်အလမ်းနေတာမျိုးရှိပါတယ်ဒါပေမဲ့မလာဘူးလို့တော့ပြောလို့မရပါဘူးဒါပေမဲ့အခွင့်အလမ်းတော်တော်လေးကိုနေတာဖြစ်ပါတယ်လက်ရှိမှာတော့ Scarlet လို့ထည့်ထားပေးတာမျိုးရှိပါတယ် Scarlet ကန်ရဲ့တငယ်ချင်းတွေတော်တော်ဒီကောင်လုံးဝ share ပဲဖြစ်ပါတယ် M416 ကိုလည်းဒီ RP Reward တို့ကြောင့် share အောင်မဲ့ပုံတို့မှာစောင့်မျှော်ရမှာပဲဖြစ် ်ပါတယ်ဗျာသူရဲ့ကျော် kill message ပုံစံနေထောက်ကြည့်ရမယ်ဆိုတော့ဒီပုံစံတွေးမိဟာမျိုးရှိပါတယ်တော်တော်လေးကိုလမ်းနေလို့ပြောလို့ရပါတယ်နောက်တစ်ခု rp 55မှာကြည့်ရမယ်ဆိုရင်ဒီ emote ကိုရရှိမှာဖြစ်ပါတယ် 3d leak တော့ထွက်ရှိထားတာမျိုးမရှိသေးပါဘူးဗျာ rp 55မှာပဲကြည့်ရမယ်ဆိုတော့ win 94ရဲ့ skin ကိုတွေးမိရမှာဖြစ်ပါတယ်တကယ်ချင်းတော့အနေနဲ့ဒီရဲ့ win 94ဒီပါတယ်တော့မကင်ဖြစ်ဘူးဆိုတာသိကြပါတယ်ဗျာ mirror မှာမြင်ဦးမှာတွေးမိရတာမျိုးရှိပါတယ်နောက်တစ်ခု rp 60မှာကြည့်ရမယ်ဆိုတော့ jaw boy skin ပေါ်ရ level 1 2 3တွေးမိရတာမျိုးရှိပါတယ် level 3ကလည်းမိုက်ပါတယ်2လည်းမိုက်ပါတယ်အားလုံးကချစ်စရာကောင်းတယ်လို့ပြောလို့ရပါတယ်65မှာကြည့်ရမယ်ဆိုရင်တော့ဒီရဲ့ ornament ကို တွေးမြင်ရတာမျိုးရှိပါတယ်65မှာကြည့်မယ်ဆိုရင် Aftar ကိုတွေးမြင်ရမှာဖြစ်ပါတယ် RP 90မှာကြည့်ရမယ်ဆိုရင်ဒီရက်ပေါ်ရ UAZ ရဲ့ skin ကိုတွေးမြင်ရတာမျိုးရှိပါတယ် ဒါတော့အမိုးပိတ်ယူရဇက်ပဲဖြစ်ပါတယ်အမိုးဖွင့်ယူရဇက်ကတော့ RP မှာလာပြီးတော့အဖြစ်ပါတယ်အမိုးပိတ်ယူရဇက်ထည့်ပေးရတဲ့အတွက်လည်းတော်တော်လေးကိုကျွန်မိုက်တယ်လို့ပြောလို့ရပါတယ် UAZ skin တွေပါတယ်မရှိတဲ့ငွေချင်းတွေအတွက်တော့ဒီ skin ကလုံးဝ share ပဲဖြစ်ပါတယ်အခြေအခြေပါပုံစံနေထားလည်းကျွန်မစိုးလို့ပြောလို့ရပါတယ်နောက်တစ်ခု RP 80မှာရှိရမယ်ဆိုတော့ဒီ short gun ရဲ့ skin ကိုရရှိမှာဖြစ်ပါတယ်80မှာပဲရှိရမယ်ဆိုတော့ဒီ stand grain skin ကိုတွေ့မြင်ရမှာဖြစ်ပါတယ် RP 80မှာရှိရမယ်ဆိုရင်ဒီ emote ကိုရရှိမှာဖြစ်ပါတယ် emote တွေကတော့ဘယ်လိုပုံစံလာမလဲ emote တော်တော်လေးရလာမလားရှိရှိလေးရလာမလားဒါကတော့ပေါ့ဗျာ leak ထွက်ရှိလာတဲ့အခါတီးရမှာဖြစ်ပါတယ် RP 90မှာရှိရမယ်ဆိုရင်ဒီ grocer sensor skin ကိုရရှိမှာဖြစ်ပါတယ်လုံအောင်ပေါ်ရ black team တွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကျတော့ rp 100မှာကြီးရမယ်ဆိုတော့ဒီ outfit ကိုရရှိမှာဖြစ်ပါတယ်ဒီ outfit နဲ့ပတ်သက်ပြီးမှတကယ်ချင်းတော့ဘလို့မြင်လဲပေါ်ရကြိုက်လားမကြိုက်ဘူးလားဒီကကျတော့ rp 40မှာတကယ်ချင်းတော့အကြိုက်ဆုံးအရာဘယ်အရာလဲပေါ်ဗျာကျွန်တော်အကြိုက်ဆုံးအရာကိုပြောရမယ်ဆိုတော့ uaz နဲ့ scarlet ပဲဖြစ်ပါတယ်တကယ်ချင်းတော့ဘယ်ကောင်အောင်အကြိုက်ဆုံးလဲပေါ်ဗျာ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲတကယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလို video ကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ